င်းနဲ့ပြမယ်နော်ဒီလိုမျိုးလေးရေးရေးလေးလောက်ပြီးသွားရေပေါ့နော်အဲအဲကြောင်နည်းနည်းလေးအသားမကျသေးလို့မပြသေးရပါအဲ့ပြိုးရင်အာ pressure နေကဖြစ်ချင်တော့ချုပ်ရိုးဖြစ်ပြီးနောက်တည့်ရဖြစ်နေတော့လုံးဝပြီးလို့ရှင်ခုခေတ်ကကြတော့နှာခေါင်းနေလဲလုံနှာခမ်းနေလဲလို့ဆိုတော့အကုန်လုံးကတဘုံစံနဲ့ဖြစ်ကုန်ကြတာလေအဲ့လိုဆိုတော့ဒါအဲ့လိုရုပ်တွေတူသွားမှရုပ် တည်တယ်လို့ပြောင်းသမှာအရန်ကြောက်တယ်ဘာကြောင့်မြေရစ်လောက်ပဲကိုအရန်ကို insecure ဖြစ်ဆုံးဟာပဲလောက်လိုက်တော့တာ။ဟိုစုံမမြင်သူဆိုလို့ရှိရင်တုံမိုင်းကာရီတာအဲ့လိုတုံမိုင်းကာရီတာမျိုးမှာဒါမြေရစ်တိတ်ကြီးကတ်လို့အဆင်မပြေဘူး။အဲ့တော့ကျတော့အရန်ရိုက်ကွေးမှာအခက်ခဲဖြစ်တယ်ပေါ့နော်မြေရစ်တိတ်ကြီးကတ်ရတယ်မြေရစ်တိတ်ခွာနဲ့အဲ့ကြောင့်အရင်တေးဦးမလေးနဲ့ကိုအိန္ဒိယန်ဘိုင်လေးရတော့အရန်လား နေကညမဲ့တဲ့အကြောင်းကတော့ eyelid surgery လုပ်ထားလို့ပေါ့နော်ဒါဒီ mesh လတည်းရနေလောက်ထားအခုဆို15ရက်မြောက်ပေါ့ခြေရိုးလည်းဖြီးပြီးသွားပြီနည်းနည်းပြရမယ်เนาะဒီလိုမျိုးလေးငယ်ရည်လေးလောက်ပြီးသွားပြီပေါ့နော်အဲအဲအကြောင်းနည်းနည်းလေးအသားမကျသေးလို့မပြသေးရပါအဲပြောရင်အာ uh, pressure နေကဖြစ်ချင်တော့ချုပ်ရိုးဖြစ်ပြီးနောက်တည့်ရဖြစ်နေတော့လုံးဝအဲကြည့်လို့အဆင် မပြေလို့အားကြောင့်မပြလိုက်တာပါခြေရာမဟုတ်ပါဘူး အာအဓိကဒါကြောင့်မြေကမရှိရမဟုတ်တဲ့ရှိရဒါပေမဲ့မြေကမညီလဲမညီဘူးပြီးလို့ရှိရင်ဒါအိတ်လို့ရှိရင်လေအာအကြာကြီးအိတ်မရတော့ပါလို့ဆိုရင်မျက်လုံးကအရန်မိုးရဲထဲပါတယ်အဲ့ကြောင့်လို့ရှိရင်မြေကအဲ့လိုမကြံတော့မရှိတော့တဲ့ပုံစံကြီးဖြစ်ဖြစ်သွားတော့လေ။ကာယတာအရာပေါ့နော်။ဟုတ်ပြီတော့ ရုံးဝင်တဲ့ကာရီတာမျိုးအဲရုံးဝင်တဲ့ကာရီတာမျိုးတိတ်ကိစ္စမရှိဘူးစင်းရတဲ့ကောင်မလေးကာရီတာခုနစုံမုံမြင့်သူဆိုလို့ရှိရင်တုံမိုင်းကာရီတာအဲ့လိုတုံမိုင်းကာရီတာမျိုးမှာဒါမြေကြီးတိတ်ကြီးကတ်လို့အဆင်မပြေဘူးအဲ့တော့အရန်ရိုက်ခွေးမှာအခက်ခဲဖြစ်တယ်ပေါ့နော်မြေကြီးတိတ်ကြီးကတ်ရတယ်မြေကြီးတိတ်ခွာနဲ့အဲကြောင့်အဲ့ဒုက္ခတွေလွတ်ချင်လို့တုံမိုင်းကာရီတာမှာကျတော့ဟိုဘာမှတိတ်မလင်းရဘူးပေါ့နော်မလင်းရတဲ့အလျောက်မှာမြေကြီးတိတ်ကြီးနဲ့ဆိုတော့အရန်တိတ်တာရဲ့ဒါမျက်မှန်တက်ပေမဲ့လေကိုယ့်ကိုကြည့်ကြည့်ရသလားအဲ့ကင်မရာထဲမှာလို့ ဒီလေးပေါ်တယ်ဒီလေးပေါ်တော့အော်မဖြစ်ဘူးငါမြေးတိတ်ကက်လို့မဖြစ်ဘူးဆိုပြီးတော့ဒါဘာလောက်ရလဲဆိုမြေးရမပေါ်တဲ့နေ့ဆိုမနဲ့စောပြီးထားတယ်မြေးရတိတ်ကက်တယ်ကက်ပြီးရိုက်ခန်းဒီမှာခွာလိုက်တယ်အဲကြောင့်မြေးရလေးကအဲ့လိုပေါ်သွားတယ်ပေါ့အဲ့လိုမျိုးကြီးလောက်ရတာအဲပိုပိုပြီးလာလာလို့ထင်တယ်ကျင်းနေတယ်ပေါ့နော်ဟောအရင်တေးဥမာလေးနဲ့ကိုအိန္ဒိယန်ဘိုင်လေးရတာတော့အရင်လာလို့ခံစားရတယ်မရှိဘူးမရှိဘူးဘာလို့ဆိုတော့ဒါအဲ့လိုခွဲခွဲစရမှာကြောက်တဲ့ထဲမှာပါတယ် ဒီမျက်ရည်တောင်မှလုံးဝတော် confidence ကိုကိုကြားနေတဲ့အရာကြီးမလို့တာအဲ့လိုတက်တင်ဝဲပြီးလောက်လိုက်တာပေါ့နော်ဟိုထားပါတော့နှာခေါင်းတို့နှာခမ်းတို့ထားပါတော့တခြားယောဂကြောင့်ခွဲရမယ်ဆိုရင်တော်တော်ကြောက်မှာခုဟာလည်းမကြောက်ဘူးခွဲခမ်းဝင်ခမ်းဒီ9မိနစ်အလိုထိကိုတုံးနေရကြောက်တယ်ကြောက်တယ်ပေါ့နော်တက်တင်ဝဲပြီးတော့ငါလုံနိုင်လေလုံနိုင်လေတော့ပြောနေတာဒါပေမဲ့တကယ်ကြောက်နေတာ အဲ့နဲ့ငါနောက်ဆုံးလို့မရတော့ဘူးငါလုံမယ်ဒါပြီးရင်ဒီရက်ပိုင်းလေးပြီးရင်ငါလှသွားတော့မှအဲ့လိုစိတ်နဲ့လှုပ်လိုက်တာတခြားဟာရေဆိုရင်တော့ထပ်မလှုပ်ဖြစ်တော့ဘူးဘာလို့ဆိုတော့ဒါလည်းလို့မျက်နှာလူကြီးပြောင်းတော့မှကြောက်တယ်ပြီးလို့ရှိရင်ခုခေတ်ကကျတော့နှာခေါင်းတွေလည်းလှုပ်နှာခမ်းတွေလည်းလှုပ်ဆိုအကုန်လုံးကတဘုံဆန်တွေဖြစ်ကုန်ကြတာလေအဲ့လိုဆိုတော့ဒါအဲ့လိုရုပ်တွေတူသွားမှရုပ်တွေအဲ့လိုပြောင်းတော့မှအရန်ကြောက်တယ်အားကြောင့်မြေကြီးလောက်ပဲကိုအရန်ကို insecure ဖြစ်ဆုံးဟာပဲလောက်လိုက်တော့တာ အဲဟုတ်တယ်လိုအပ်လို့လုပ်တယ်လို့ပဲပြောရမှာပေါ့ဟုတ်လာရတာပေါ့လာဟုတ်တယ်အရန်လာကျင်လို့ပြီးတော့ဘာလို့ဆိုတော့ဒါမျက်လုံးကလေမျက်ရည်သေးတော့အဲ့လိုသေအောင်ဆောင်တဲ့အချိန်မှလို့တခါလေကျတော့အိတ်နေသလိုမျက်လုံးကလေးချပြောလိုက်ရင်အိတ်နေသလိုဖြစ်နေကြတာပေါ့နော်မျက်လုံးလေးဝင့်သွားအောင်လေအာတကယ်လိုအပ်လို့ပဲလုပ်လိုက်တာပေါ့ဟုတ်ဟုတ်အဓိကကတော့မင်းသမီးဆိုတိုင်းအဲ့လိုအရန်အကုန်ဟိုလာမယ်ပြင်ရမယ်လို့တော့မဟုတ်ဘူးပေါ့နော်ဒါတို့ဒီ ဟိုကိုယ့်ရဲ့ natural ပုံစံလေးလည်းမပြောက်အောင်ပြီးလို့ရှိရင်တရုပ်ဆောင်လည်းတဘာဝဆောင်အောင်ပေါ့ကိုကိုတော့အဲ့လိုမျိုးလေးပဲအာကျန်တဲ့အဲကျန်တဲ့ကိုယ့်ရဲ့ပြည့်ချက်လေးတွေကိုတော့အဲ့လိုမျိုးလေးပဲဖြည့်တွေ့ရပေါ့နော်ငါအကုန်လုံးဟိုကိုကိုပုံစံလေးတိုင်းမှာကိုနေမယ်မဟုတ်ရင်အကုန်လုံးစင်လူကြီးဖြစ်သွားရင်ဒိတ်တက်ကြီးရတာလည်းပေါ့သွားမှာထားတော့ဟို ရိုက်ရိုက်ကူးရေးမှာဆိုလို့ရှိရင်လည်းရုပ်လေးတွေလွတ်လေးတွေပြောင်းလို့ရတယ်ပေါ့နော်ကိုယ့်ရုပ်ကနှာခေါင်းတွေပဲပြင်လိုက်ရင်ကျတော့အရင်လက်ကူးဆိုင်ရမှာတွေရောရှိတော့မလုံမလုံဘူး။ဒါပေါ့နော်ငါဒါလေးကရုပ်စိုးရဲထဲမှာမပါပါဘူး။ငါစင်တော့ပြေပါတယ်။အဲ့လိုမျိုးလေးပဲဖြည့်တွေ့ရဲ။ညည်းရစ်တစ်ခုပဲအဲ့ငါရုပ်စိုးရဲရုပ်စိုးရဲဆိုတာကိုယ့်ကိုအဲ့လိုမျိုးကြီးဖြစ်နေလို့ဆိုပြီးတော့ confident နည်းနည်းလေးရှိပါအောင်ပဲလုပ်လိုက်တာပေါ့။ကြောက်တာဆိုရင်မဲ့အခုခုနပြောလို့ရင်သားရဲထဲတဲ့လူလေးရှိရင်သားထဲရဲဆိုတာဘာလဲဆိုတော့သူတို့ confident မရှိတဲ့နေရာတစ်ခုကိုသူတို့လုပ်လိုက်တာပေါ့နော်။အဲ့ဒါဆိုတော့ဟိုကိုယ့်အတွက်ဟို ကို confidence ရှိတော့မယ်ကိုတက်စိတ်ကျင်နေမှုရမယ်ဆိုရင်တော့လှုပ်လိုက်အဲအဲ့လိုမှမဟုတ်ဘူးကြောက်တယ်ကို့အတွက်လည်းအရင်မလိုအောင်ဆိုရင်တော့မလှုပ်တာတော့ကောင်းတာ confidence ရှိသွားပြီအဲအရင်ရှိရဲအဲကြောင့်မျက်ရည်လေးပေါ်သွားတော့အရင်ကိုဆရာဝန်ရောအဲ့ဒီအဲတောက်တားကြတော့ဒီမျက်ရည်လှုပ်ဖြစ်သွားတဲ့အကြောင်းအရာကြတော့မထက်ထထုံးကနေပြီးတော့တောက် sponsorship လေးတောင်းပေးရဒီ grand surgery မှာပေါ့နော် grand surgery မဆီးဆီးစီမှာတောင်းပေးရဖြစ်တဲ့အတွက် ကိုကတပြားတစ်ချက်မှလည်းမကုန်လိုက်ဖ ೇನೆ ကိုဖြစ်စင်တဲ့အရာလေးကိုလှုပ်လိုက်ရတဲ့အတွက်အရန်ကျေးဇူးတင်တယ်ပေါ့နော်ဒီနေရာနေမထက်ထွန်ရောမစည်းစည်းရောအရန်ကျေးဇူးတင်ပါတယ်အဲ့လို့ဆိုတော့မျက်ရည်လေးကတော့ confidence အရန်မရှိတော့လှုပ်တင်လို့လှုပ်လိုက်တာဖြစ်တဲ့အတွက်ခုလိုကုညီမဲ့လူတွေလည်းရှိတော့အရန်လည်းဟောဖြစ်ပါတယ်ဟုတ်